ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနက်ကတော့40ဆိုတော့ကျွန်တော်ပေးထားတဲ့တပွဲကောင်းတွေလည်းဘာမှမဆိုင်ဘူးဗျာနော်ညနေမှာတော့ကျွန်တော်တော့ထိတ်စီးရယ်ပဲ့ရယ်ပေါ့နော်ဘရက်ရယ်ဗျ ဘုံမှာတော့ကြိုက်နေတဲ့ရင်တော့တုံးပေါ့နော်ဒူတီမှာတော့ပိုင်ကနန်းရင်တော့မရှိဘူးဒါပေမဲ့ကျွန်တော်တွက်ပြတာလေးတွေကတော့သူ့အနေနဲ့သူတော့ဟုတ်နေတာပဲပေါ့နော် MSK လဟိုင်းဟုတ်ကဲ့ပါဗျညီညီလင်းဟိုင်းဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်လည်းတွေ့တာပြရတာပေါ့နော်ကျွန်တော်တွေ့ပြတာလေးတွေကလွှဲချော်မှုတွေဖြစ်နေတာဖြစ်တဲ့အတွက်တော့အားတော့နားတယ်ဗျပြီပြီလားအေးเกม8โมบายနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ဥမ္မမောမင်္ဂလာပါနော်ဟုတ်ကဲ့မင်္ဂလာပါမဥမ္မမောကျွန်တော်ဒီဘက်တီတော့လွဲချုံမှုဖြစ်နေတယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဝမ်ကျင်းလေးအရင်ဆုံးတွက်ပြမှာပေါ့နော်ဝမ်ကျင်းလေးဒီလဲကျွန်တော်တို့မှန်လာခဲ့တဲ့ဝမ်ကျင်းလေးပဲဗျအဲ့ဒါဆိုရင်ကျွန်တော်ဝမ်ကျင်းလေးအရင်ဆုံးတွက်ပြမှာပေါ့နော်ဝမ်ကျင်းပြီးရင်တော့ကျွန်တော်နောက်ပိတ်လိုင်းလေးအရင်တွက်ပြမှာ 3ရဲ့6ရဲ့4ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3 3ရဲ့ပါဝါဒီ8 3 8ဒီအချိန်ကျွန်တော်ဒီ3 8အချိန်မှာကျွန်တော်တို့1 8ဆိုတော့8 ठी တယ်ဗျနောက်တစ်ပြင်ရလဲ2ရဲ့9ရဲ့ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရဲ့1နဲ့ပေါင်းတော့8 2 5 1ပေါင်းချင်းဒီ8 8ရဲ့ပါဝါဒီ3 8 3ဒီကျွန်တော်ဒီမှာအချိန်ပြ8 3အချိန်မှာကျွန်တော်တို့8ပူးဆိုတော့8 ठी ဒါဆိုရင်နောက်တစ်ပင်ကလည်း3ရက်9ရက်ပေါင်းခြင်းဒီနှစ်နှစ်နဲ့ဒီရက်8နှစ်ပေါင်းတော့3ည3 9 8ပေါင်းခြင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါတီက3ည5ဒီအချိန်ပေါ့နော်3ည5အချိန်မှာကျွန်တော်တို့2 5ဆိုတော့9အထိရပြနောက်တစ်ပင်ကလည်း3ညရဲ့6ရဲ့ဒီရက်2 3ည6နှစ်ပေါင်းခြင်းဒီ8 8ရဲ့ပါဝါတီ3 8 3ဒီကျွန်တော်ဒီမှာအချိန် ဒီ၈၃အချိန်မှာလဲကျွန်တော်တို့၃ခွန်ဆိုတော့၃ထီတယ်။ဒါကြောင့်မို့ဒီနေ့အတွက်1ချိန်သည်၈ရဲ့6ကပေါင်းချင်းသည်လေ၄နဲ့ဒီက3နဲ့ပေါင်းတော့ခွန်ဒီ3လုံးပေါင်းချင်းသည်ခွန်ဖြစ်လို့ခွန်ရဲ့ပါဝါသည်1ခွန်2ဒီကျွန်တော်ဒီမှာအချိန်ပြ တော့ဝမ်းချင်းဒီ3 9 4ပေါင်းချင်းဒီ3 3ပါဝါ10ပေါ့နော်3 10အချိန်မှာ1 10ဆိုတော့10ထီတယ်နောက်တပင်ဒီလဲ2ရ5ရ10ကဲ3လုံးပေါင်းချင်းဒီ10 10ပါဝါဒီ3 10 3အချိန်မှာလဲ10ဘူးဆိုတော့10ထီတယ်နောက်တပင်က3ရ9ရဒီက10ကဲပေါင်းချင်းဒီ3ည3ညပါဝါဒီ5 3ည5အချိန်မှာ2 5ဆိုတော့5ထီတယ်နောက်တပင်ကလဲ3ည6ရ1ကဲပေါင်းချင်းဒီ10 8ပါဝါတီ3 8 3အချိန်မှာလဲ3ခွန်ဆိုတော့3ထီတွေဗျဒါကြောင့်မို့ဒီနေ့အတွက်ဝမ်ဂျင်းဒီ6ရဲ့6ရဲ့ဒီရ3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီခွန်ခွန်ရဲ့ပါဝါတီ2ခွန်နဲ့ဒီကျွန်တော်တို့အချိန်ပေါ့နော်ကွန်ဂိုမင်းနဲ့ကိုကေမတီညာနေပောက်ချင်နေဗျာတဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်လည်းအကောင်းဆုံးဖြစ်အောင်နော်စူးစမ်းပေးနေပါတယ်ဗျာအေး ကဲပါအားလုံးပဲဒီဒါဆိုရင်ဒီ one chain line လေးကိုနားလည်မယ်ထင်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော် one chain line လေးပြပြတဲ့အချိန်မှာကျွန်တော် now pay line လေးအရင်ပြမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်နောက်ထပ်ပေါ့နော်နောက်ပိတ်လိုင်းဒီကျွန်တော်တို့အစောနဲ့ဝမ်းကျင်းဒီခွင်းနဲ့အချိန်ပေါ့နော်အချိန်ဒီကျွန်တော်တို့ခွင်းနဲ့အချိန်တော့ရှိတယ်အဲ့ဒီခွင်းနဲ့အချိန်မှာမှကျွန်တော်တို့နောက်ပိတ်လိုင်းဒီဘယ်လိုလဲဆိုတာကျွန်တော်ပြပြမှာပေါ့နော်အကိုမတို့ကကြာရင်တော့၃ပြကျွန်တော်ဒီနှလုံးပေါင်းခြင်းပေါ့နော်၃ညရဲ့၉ရဲ့ပေါင်းခြင်းဒီ၉၉ပါဝါလေး၉လေးကိုလည်းကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလည်း၉လေးဆိုပြီးတော့ဖြစ်တယ်ဗျာ နောက်တစ်ပင်ရ2ရ6ကပေါ့เนาะဒီနှလုံးပေါင်းချင်း8 8ဘာဝ3 8 3ကိုလည်းကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီ8 3ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ရ3ရ6ကပေါင်းချင်းဒီ9 9ဘာဝ4 9 4ကိုလည်းဒီနှလုံးပေါင်းချင်းဒီကျွန်တော်တို့9 4ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုရင်နောက်ဒီနေ့အတွက်ပေါ့နော်၃ညရဲ့၅ရဲ့ပေါင်းချင်းဒီ၅၅ပါဝါ၃ည၅၃ညကိုကျွန်တော်တို့ ဒီရ3ထည့်ရဲ့ညနေထွက်မဲ့နောက်ပိတ်ရဲ့ပေါင်းခြင်းဒီ9တုံညာဖြစ်ရမယ်ဆိုရင်တော်ဒီမှာပေါ့နော်3ညာကိုပေါင်းခြင်းဒီ6 6ပါဝါ4ဒီ6လေးဖြစ်ခြင်းကိုကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီ6လေးတခုပေါ့နော်6သို့မဟုတ်4ဖြစ်ရမယ်ဒီမှာကျွန်တော်တို့1 8ပေါင်းခြင်းဒီ6ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်က2 6ပေါင်းခြင်းဒီ8 8ပါဝါ3 ဒီရှစ်သုံးဖြစ်ခြင်းကိုလည်းဒီနှလုံးပေါင်းခြင်းဒီရှစ်သို့မဟုတ်သုံးဖြစ်ရမယ်ဒီမှာကျွန်တော်တို့ရှင်းငါပေါင်းခြင်းဒီသုံးဆိုပြီးတော့ဖြစ်တယ်ဗျအဲဒါဆိုနောက်တစ်ပင်က3ရဲ့6ကပေါင်းခြင်းဒီကို6ပါဝါ4ဒီ6လေးဖြစ်ခြင်းကိုလည်းဒီနှလုံးပေါင်းခြင်းဒီ6သို့မဟုတ်4ဖြစ်ရမယ်ဒီမှာကျွန်တော်တို့နှစ်ခွင်ပေါင်းခြင်းဒီ6ဆိုပြီးတော့ဖြစ်တယ်ဗျဒါကြောင့်မို့ဒီနေ့အတွက်က၃ညရဲ့၅ရဲ့ပေါင်းခြင်းဒီ၅၅ပါဝါ၃ညဒီ၅၃ညဖြစ်ခြင်းကိုကျွန်တော်တို့ ဒီနှလုံးပေါင်းခြင်းဒီငါးတုံညာဖြစ်ရမယ်ဆိုရင်ဒီမာတီကျော်တို့သုံးထိပ်ရှိထားတာဖြစ်တဲ့အတွက်ငါးဖြစ်အောင်ဆိုရင်ဒီမာတီနှစ်နောက်ပိတ်ထည့်ရမယ်ဒီမာတီနှစ်နောက်ပိတ်ထည့်ရမယ်ပေါ့နော်ငါးဖြစ်အောင်ဆိုရင်နှစ်နောက်ပိတ်ထည့်ရမယ်တုံညာဖြစ်အောင်ဆိုရင်ကျွန်တော်တို့ဒီမာတီသုံးရှိထားတာဖြစ်တဲ့အတွက်ခွန်နောက်ပိတ်ဆိုပြီးတော့ထည့်ရမယ်ဗျာ ကျွန်တော်တို့အစောနောက်ဝမ်ကျင်းဒီခွနဲ့အချင်းပေါ့နော်ခွနဲ့အချင်းရှိရဲအဲ့ခွနဲ့အချင်းမှာမှကျွန်တော်တို့အခုဒီထိတ်နောက်ပိတ်ဒီနှစ်ခွန်ဒီနောက်ပိတ်တွေ့တယ်ပေါ့နော်အားလုံးမဲဒါလေးလေးနားလေကြမယ်ထင်ပါတယ်ဗျာသားသားရေကျောင်းသွားသွားဟဲ့လားအဲ့ဒါကျောင်းသွားသွားနော်ကျောင်းသွားလိုက်မလာတော့ဘူး ဟုတ်ကဲ့ပြဒါဆိုရင်အလုံးမဲ့ကျွန်တော်တို့နောက်ပိတ်လိုင်းဒီသဘောပေါက်ကြမယ်ထင်တယ်ဗျာနော်ဒါဆိုရင်ကျွန်တော် နောက်ပိတ်လိုင်းဒီပေါ့နော်ဒီနှစ်ခွင်နောက်ပိတ်ကမှဘယ်နောက်ပိတ်ဒီပို့ရအကောင်လဲဆိုတာကိုကျွန်တော်ဒီနှစ်ခွင်နောက်ကိတ်နောက်ပိတ်ကမှပေါ့နော်ဒီနှလုံးနဲ့ရနောက်ပိတ်ဒီဘယ်တစ်လုံးဒီပို့ရအကောင်လဲဆိုတာကိုကျွန်တော်တွက်ပြပေးအောင်မယ်ဗျာ

ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်နောက်ပိတ်ကိုပေါ့နော်နောက်ပိတ်ကိုကျွန်တော်တုံညာဖြစ်ခြင်းနဲ့သွားမယ်ဗျတုံညာဖြစ်ခြင်းဒီဘယ်လိုလဲဆိုတော့ ကျွန်တော်ဒီနောက်ပိတ်လိုင်းကိုပေါ့နော်တုံညာဖြစ်ချင်းနဲ့သွားမယ်တုံညာဖြစ်ချင်းဒီဘလို့ဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာဒီတုံညာရဲ့နှစ်ရဲ့ဒီရက်ရှိကေပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့တုံညာဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပြန်ရလဲနှစ်ရဲ့သုံးရဲ့ပေါင်းချင်းဒီငါးငါးနဲ့ကျွန်တော်ဒီရက်နောက်ပိတ်နေပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီလဲကျွန်တော်တို့တုံညာဆိုပြီးတော့ဖြစ်တယ်ဗျအလုံးမဲ့သဘောပေါက်ကြမယ်လို့ထင်ပါတယ်ဗျနော် ဒါဆိုရင်နောက်တစ်ပင်က3ရေ3ရရေဒီကနောက်ပိတ်3 3ရခွန်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီလဲ3ရဆိုပြီးတော့ဖြစ်တယ်ဗျဒါကြောင့်မို့ဒီနေ့ညနေမှာကျွန်တော်တို့3ရဖြစ်ချင်းနဲ့တွားမယ်ဆိုရင်3ရရေ8ကဲပေါ့နော်ဒီနှလုံးပေါင်းချင်းဒီ8တော့ဒီကနောက်ပိတ်နဲ့ပေါင်းချင်းဒီ3ရလို့ဖြစ်ရမယ်ဆိုရင်ကျွန်တော်ဒီမှာဒီ3ရ8ပေါင်းချင်းဒီ8ဖြစ်နေတာဖြစ်တဲ့အတွက်3ရဖြစ်အောင်ဆိုရင်ကျွန်တော်2နောက်ပိတ်ဒီပိုရအကောင်းတော့ဗျာနော် ားနှစ်ပြန်ထိုးကြပါတဲ့ဒီနှစ်ခက်နဲ့ပြိပါမယ်တဲ့၄နှစ်89 6တဲ့ဟုတ်ကဲ့ပါဗျထိတ်ကိုကိုထည့်လိုက်ပေါက်ပြီတဲ့ဟုတ်ကဲ့ပါဗျเนาะကျွန်တော်ဒါဆိုရင်ကျွန်တော်ထိတ်စီလိုင်းนี่ကျွန်တော်တွက်ပြပေးမယ်ပေါ့เนาะကျွန်တော်တို့ဒါဆိုရင်နှစ်ခွန်ထိတ်စီမှာအနှစ်ခွန်နောက်ပြိမှာမှာနှစ်နောက်ပြိဒီပို့ရအားတာတော့တွေ့ရတယ်ပေါ့เนาะဘာလဲကျိုးရလဲ ။အော်မောင်းနဲ့တစ်ပိုင်းမှာဟုတ်ကဲ့ပါဗျာဒါဆိုရင်ကျွန်တော်ထိတ်စီလိုင်းလေးပေါ့နော်။ကျွန်တော်ဒီမှာဆိုရင်3ရက်6ရက်8ရက်ပေါ့နော်။3 6ပေါင်းချင်းဒီ3ညဒီ3လုံးပေါင်းချင်း3ညကိုကျွန်တော်တို့ဒီ2လုံးပေါင်းချင်းဒီလည်း3ညဆိုပြီးတော့ဖြစ်တယ်ဗျာ။အဲ့ဒါနောက်တစ်ပြင်ရ၃ညရဲ့ဒီရ၆ရဲ့ဒီရ၂ကပေါ့နော် 36နှစ်ပေါင်းခြင်းဒီ3လုံးပေါင်းခြင်း8ကိုလည်းဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့8ဆိုပြီးတော့ဖြစ်တယ်ဗျ။ဒါဆိုရင်နောက်တစ်ပြင်ကဒီနေ့တော့ပေါ့နော်၈ရဲ့6ကပေါင်းခြင်းတည်လေ၄နဲ့ဒီက3နဲ့ပေါင်းတော့ခွန်း၈6 3ပေါင်းခြင်း3လုံးပေါင်းခြင်းခွန်းကိုကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းတည်ကျွန်တော်တို့ခွန်းလို့ဖြစ်မယ်ဆိုရင်ကျွန်တော်ဒီမာတီခွန်းနောက်ပဲရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမာတီထိတ်စီးဒီခွန်းဖြစ်အောင်ဆိုရင် တုံညာထိတ်ဆိုပြီးတော့ကျွန်တော်ထည့်ရမယ်ဗျာဒါဆိုကျွန်တော်ဒီမှာဒီပေါ့နော်တုံညာထိတ်တုံညာထိတ်ကိုဒီတစ်ချက်ထဲနဲ့ကျွန်တော်မသွားဘူးပေါ့နော်နောက်ထပ်တစ်ချက်ပေါ့ဖြစ်နိုင်တာလေးကိုကျွန်တော်ထပ်ပြီးတော့တွက်ပြပေးအောင်မယ်ဗျာအဲ့လိုမဲ့ဒါလေးနားလည်မယ်ထင်တယ်ပေါ့နော်3 98ပေါင်းချင်းတုံညာကိုဒီနှလုံးပေါင်းချင်းဒီတုံညာတုံညာ6နှစ်ပေါင်းချင်း8ကိုဒီနှလုံးပေါင်းချင်းဒီ8 863ပေါင်းချင်းခွန်ကိုကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီခွန်လို့ပြင်မယ်ဆိုရင်၃ညဒီထိတ်ပေါ့နော်၃ညထိတ်နှစ်နောက်ပိတ်ဒါဆိုရင်ကျွန်တော်နောက်ထပ်၃ညထိတ်လေးကိုပြောင်းမှာပေါ့နော်368ပေါင်းချင်းပေါ့နော်ဒီ3 368 3လုံးပေါင်းချင်းဒီ4 4ရဲ့နှစ်ခက်ဒီ2အဲ့ဒီ2ဒီ လုံးမိုင်လည်းဟုတ်တယ်ထိတ်စီလည်းဟုတ်တယ်ပေါ့နော်အဲ့လိုမဲ့နားလည်းမထင်ပါလေဗျကျွန်တော်တို့၃ည၆ရှေ၃လုံးပေါင်းခြင်းဒီလေ၄ရက်နှစ်ခတ်ဒီနှစ်အဲ့ဒီနှစ်ဒီလုံးမိုင်လည်းဟုတ်တယ်ထိတ်စီလည်းဟုတ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့၂ငါးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်တော့ဒီမှာနောက်တစ်ပင်ဒီ၈ရက်၅ရက်ပေါင်းခြင်းဒီ၃၃နဲ့ဒီရက်နှစ်နဲ့ပေါင်းတော့၅ရှင်းငါးနှစ်ပေါင်းခြင်းဒီ၅၅ရက်နှစ်ခတ်ဒီ၃ အဲ့ဒီသုံးဒီတော့ဒီမှာလုံးပိုင်းလဲဟုတ်တယ်ထိပ်စီလဲဟုတ်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့သုံးခွင်ဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီနေ့မှာတော့၄ရဲ့၃ညရဲ့ဒီရ၃ရဲ့၄၃ည၃ပေါင်းချင်းဒီခွန်ဒီ၃လုံးပေါင်းချင်းခွန်ဖြစ်လို့ခွန်ရဲ့နှစ်ခက်ဒီ၃ညဒီ၃ညဒီကျွန်တော်တို့လုံးပိုင်းလဲဟုတ်တယ်ထိပ်စီလဲဟုတ်တယ်ပေါ့နော်အားလုံးပဲဒါလေးနားလည်ကြမယ်ထင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အစောနှန်းကနောက်ပိတ်ဒီနှစ်နောက်ပိတ်ပေါ့နော် တုံညာထိတ်ကိုကျွန်တော်တို့နှစ်နောက်ပိတ်နေအလုံးမဲ့ဒါလေးသဘောပေါက်ကြမယ်ထင်တယ်ဗျကျွန်တော်တို့တုံညာထိတ်ကိုနှစ်နောက်ပိတ်နေပေါ့နော်ဒါဆိုရင်ကျွန်တော် break လေးပြပေးမယ်ဗျ ကျွန်တော်တို့ break ဒီဘယ်လိုလဲဆိုတော့3ညရေ6ရေ10ရက်8ကတုံညာကိုရှစ်သုံးလုံးပေါင်းချင်းဒီခွန်တီအဲ့ဒီခွန်တီကျွန်တော်ဒီမှာ break ပေါ့နော်ခွန် break အစောနာကျွန်တော်တို့ထိတ်စီဒီနှစ်ထိတ်တို့ရခဲ့တယ်ပေါ့နော်နှစ်ထိတ်တွေသုံးထိတ်တွေတုံညာထိတ်တွေရခဲ့တယ်ပေါ့နော်အပိတ်တီလည်းကျွန်တော်တို့အပိတ်လိုင်းနဲ့ရခဲ့ပြီပေါ့နော်ကျွန်တော်တို့ဒီမှာဒီတုံညာကိုရှစ်သုံးလုံးပေါင်းချင်းဒီခွန်အဲ့ဒီခွန်တီ break ပေါ့နော် ကျွန်တော်တို့နှစ်ထိန်၅နောက်ပဲခွန်ပရိတ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့နှစ်၅ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပင်ဒီနှစ်ရဲ့6ကပေါင်းကျင်းဒီ၈၈နဲ့ဒီရဲ့နှစ်နဲ့ပေါင်းတော့၃ညနှစ်6နှစ်ပေါင်းကျင်းဒီ၃ညဒီ၃ညဒီကျွန်တော်တို့ပရိတ်ပေါ့နော်၃ညပရိတ်ကျွန်တော်တို့၃ထိန်ခွန်နောက်ပဲ၃ညပရိတ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့၃ခွန်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်တော့ဒီနေ့မှာပရိတ်ဒီ၃ရဲ့6ကပေါင်းကျင်းဒီ၉၉နဲ့ဒီရဲ့၃နဲ့ပေါင်းတော့၂ 363ပေါင်းချင်းဒီနှစ်ဖြစ်လို့ကျွန်တော်ဒီမှာဒီနှစ်ပြိတ်ပေါ့နော်။ကျွန်တော်ဒီမှာဒီနှစ်ပြိတ်ဆိုတော့တုံညာထိတ်နှစ်နောက်ပိတ်နှစ်ပြိတ်ဒါဆိုရင်ကျွန်တော်တို့တုံညာနှစ်ဆိုပြီးတကွက်ကောင်းပေါ့ဗျာနော်။ဒါပေမဲ့ကျွန်တော်တို့တွက်ဆက်ရတော့ဒါမျိုးတွေတော့မှန်နေခဲ့တာမှန်နေသို့ပေမဲ့ကျွန်တော်တို့လည်းကံပေးမှရမှာပေါ့ဗျာနော်။ဒါလေးကတော့ရှိတယ်ဗျ။အကူမတို့ကကြိုက်နေတဲ့ရင်လည်းသုံးပေါ့နော်။နောက်ထပ်ဖြစ်နိုင်တဲ့လေးကိုလည်းကျွန်တော်တွက်ပြပေးဦးမယ်ပေါ့နော်။ဒီမှာတော့ကျွန်တော်တို့ တုံညာနှစ်ဒီတကွက်ကောင်းပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော်နောက်ထပ် blade line ဒီ နှစ်ရဲ့6ရဲ့ဒီရက်၈ကဒီသုံးလုံးပေါင်းချင်းဒီ6အဲ့ဒီ6ဒီရောဒီမှာပြိတ်ပေါ့နော်6ပြိတ်နှစ်6 8ပေါင်းချင်းဒီ6ဖြစ်လို့ကျွန်တော်ဒီမှာဒီ6ပြိတ်ပေါ့နော်6ပြိတ်မှာ8ပူးဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်က3ရဲ့6ကပေါင်းချင်းဒီ9 9နဲ့ဒီရက်8နဲ့ပေါင်းတော့ခွန်း3 6 8ပေါင်းချင်းဒီခွန်းဖြစ်လို့ကျွန်တော်ဒီမှာဒီကျွန်တော်ခွန်းပြိတ်ပေါ့နော်ခွန်ပြိတ်မှာကျွန်တော်တို့2 5ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကျွန်တော်နောက်တစ်ပင်ဒီ၃ညရဲ့9ရဲ့ဒီရ9ရဲ့၃ည9 9ပေါင်းခြင်းဒီ၃ညဖြစ်လို့ကျွန်တော်ဒီမှာဒီ၃ညပြိတ်ပေါ့နော်ဒီ၃ညပြိတ်မှာကျွန်တော်တို့၃ခွင်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီပြိတ်လမ်းအဆက်ပေးမယ်ဆိုရင်၈ရဲ့၃ညရဲ့ဒီရခွင်၈၃ညခွင်ပေါင်းခြင်းဒီ9ဖြစ်လို့ကျွန်တော်ဒီမှာဒီကျွန်တော်တို့9ပြိတ်ဆိုရင် ီမှာဒီ၅ပြိတ်ဆိုရင်ဒီပြိတ်လမ်းအဆက်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့အစောနာက၃ညထိတ်ကိုပဲဥတည်ပြီးတော့၃ည၅လို့တကွက်ထက်ယူမယ်ပေါ့နော်။ဒါဆိုရင်နှစ်နှစ်နောက်ပိတ်ကိုကြတော့လေကျွန်တော်တို့၃နှစ်ဆိုပြီးတော့တကွက်ထက်ရမှာပေါ့နော်။အားလုံးမဲ့ဒါလေးလည်းနားလေကြမယ်ထင်ပါတယ်ဗျ။မမလည်းရပြီလေအများကြီးဖြစ်နေရင် ဟုံသွားမယ်တဲ့။နိုင်တဲ့ကိုကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်။ဒါဆိုရင်တော့ကျွန်တော်ထပ်ပြီးပြည့်စရာရှိရတော့မပြတော့ဘူးပေါ့ဗျာနော်။ ခဏလေးတော့ကျွန်တော်စီပေးလိုက်တော့မယ်ဗျဒီထဲမှာအကိုမတို့အကြိုက်ပါရင်တော့သုံးပေါ့နော်ကျွန်တော်ကတော့တုံညာနှစ်တကွက်ကောင်းတော့ပို့ပြီးတော့ကောင်းမယ်လို့ယူဆရပါတော့နော် တင်လင်းအောင်နဲ့တုံညာနေကြိုက်တယ်လေဟုတ်ကဲ့ပါဗျာနော်အကြိုက်တီတော့ကျွန်တော်တို့ပေါက်ကနန်းလေးဖြစ်ပါသေးလို့လဲကျွန်တော်လဲဆူတောင်းပေးပါတယ်ဗျကျွန်တော်ဒီလဲအတွက်ပြရတာအားတော့နားပါလေဗျာနော်ကျွန်တော်လဲတွက်ဆိုင်လေးတွေကတော့ကျွန်တော်တို့လှတယ်ပေါ့နော်လှတယ်ဆိုပေမဲ့လဲကျွန်တော်တို့တကယ်ထွက်လာတဲ့အချိန်မှာတော့ကိုယ့်ရဲ့ကနန်းမဟုတ်ဘူးပေါ့နော်မမတို့ကျေးဇူးပါတယ်စေနာထားပြပေးတာကွတ်တီမမပါသေးတယ်ဟုတ်ကဲ့ပါဗျာနော် ကျွန်တော်ဒီထဲမှာတော့ကျွန်တော်တို့၃ညနှစ်တီးတော့တကွက်ကောင်းတို့ယူဆလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းအကိုမတို့ကြိုက်နေတတ်တာတော့သုံးပါဗျကျွန်တော်ဒီမှာတော့ထိတ်စီလိုက်ရနောက်ထပ်ထပ်တွေ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ထပ်တော့ပြမနေတော့ပါဘူးဗျအကိုမတို့လည်းပေါ်ဖြစ်သွားမှာသို့ပါတယ်ဗျာနော်ကိုယ်တော်လို့လည်းငါးပြိတ်ထိုးရမလားတဲ့ကျွန်တော်အကုန်လုံးလည်းအဲ့လိုမျိုးလည်းမလိုက်စီချင်ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ တူးဒီကတော့ကံပေးရင်တော့ပေါက်မှာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ငါးပရိတ်ပဲထိုးလဲလို့ငါးပရိတ်ကတကယ်ထွက်မလာခဲ့ရင်လည်းကျွန်တော်တို့ဆုံးရှုံးမှုကလည်းနည်းနည်းများမှာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ယူဆထားတဲ့ကဏန်းလေးတွေပဲကျွန်တော်တို့ကတော့ကစားစီကျင်တယ်ပေါ့နော်ဒီထဲမှာမှကျွန်တော်တို့ရွေးချယ်ပြီးတော့ကစားကျင်တောင်မှကစားစီကျင်တယ်ပြကျွန်တော်ကတော့တူးဒီမှာတော့ကျွန်တော်တို့ကျွန်တော်တို့ကတော့ပေါက်စီကျင်တာဖြစ်တဲ့အတွက်အကွက်တီနည်းနည်းများပေးလို့ရှိရင်လည်းကျွန်တော်တို့တကယ်ပြေးလိုက်တဲ့အခါမှာထွက်လာတဲ့ကဏ္ဍကကျွန်တော်တို့ပြေးတဲ့ကဏ္ဍနဲ့ထပ်တူမကြရင်လည်းကျွန်တော်တို့က ဆုံးရှုံးမှုကြီးဖြစ်မှာပေါ့ဗျာနော်မမလေးလည်းအောင်ပါသေးတယ်စေနာမန်ကန်တရားအကျိုးပေးပါသေးဟုတ်ကဲ့ပါဗျာပြေချိုးတဲ့လေးတစ်ကြိုက်တဲ့ညီကြီးတဲ့ဟုတ်ကဲ့ပါဗျာနော်အကြိုက်ကိုတော့သုံးပါဗျာတကွဲကောင်းကပါလေတဲ့တကွဲကောင်းကတော့ကျွန်တော်ကတော့၃ညနှစ်ပေါ့ဗျာနော်ကျွန်တော်တို့၃ညထိပ်ပြီးကျွန်တော်တို့၂ချက်ပေါ့တုံညာထိပ်သည်2ချက်နှစ်နောက်ပိတ်သည်ကျွန်တော်တို့2ချက်ပေါ့နော်ဒါကြောင့်မို့တုံညာနှစ်သည်တော့ကျွန်တော်တကွက်ကောင်းလို့ယူဆပါတယ်ဗျအကူမတို့ကလည်း ကျွန်တော်အစောနပြတ်ခါရတီတော့ခွန်နှစ်ဒီနောက်ပိတ်ပေါ့နော်ခွန်နှစ်နောက်ပိတ်မှာမှကျွန်တော်ကတုံညာဖြစ်ချင်းနဲ့တွားတဲ့အခါမှာကျွန်တော်တို့နှစ်နောက်ပိတ်ဒီပိုရေးကောင်းတာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တုံညာနှစ်ဆိုပြီးတော့ပဲထည့်ပေးခြင်းဖြစ်တယ်တကယ်လို့အကိုမတို့ကနက်ခတ်လဲကြိုက်တယ်ပေါ့နော်နက်ခတ်ကလည်းကြိုက်တယ်ဒီထက်ကတုံညာထည့်လဲကြိုက်တယ်နှစ်ခွန်နောက်ပိတ်လဲကြိုက်တယ်ဆိုရင်တော့တုံညာခွန်မှာထည့်ပြီးတော့ထည့်လို့ကစားလို့ရပါတယ်ဗျာနော်မင်းလေးလည်းညနေပေါက်ပြီးတဲ့၃နှစ်ကြိုက်တယ်ဟုတ်ကဲ့ပါဗျာ ကျွန်တော်ဒီထဲမှာမှ၃ညနှစ်ပြီးတော့တကွက်ကောင်းပေါ့နော်ကျွန်တော်ရဲ့ယူထင်မြင်ယူဆချက်အရတော့ဒီတိုင်းပဲပေါ့ဗျာနော်ကျွန်တော်ဒီလဲမူဒီနဲ့တွေ့တာမဟုတ်တဲ့အတွက်ပေါ့နော်ဆန္ဒပြိုးတဲ့၃နှစ်စော်ပြီးတဲ့ဟုတ်ကဲ့ပါဗျာဒါဆိုရင်ကျွန်တော်လည်းကိုဒီမှာပဲရန်နာခွင့်ပြုပါဗျာနော်ကျွန်တော်မနက်ကပြောခဲ့တာတော့ဒီဘက်မှာတော့ကိုလေးပလေးတော်ရှိတယ်ကိုလေးပလေးရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့အခွေတစ်ခွေလည်းရှိတယ်ပေါ့နော်အခွေတီတော့6194ခွေဘူးဒီ6194ခွေဘူးကလည်းကျွန်တော်တို့အရင်ပတ်တည်းကတော့ကျွန်တော်ပေးခဲ့တဲ့ အခွေဆိုင်တွေပေါ့နော်ဒီအခွေဆိုင်ဒီလည်းကျွန်တော်ပြီးခဲ့တဲ့အချိန်ဒီမှာတော့ထွက်ခဲ့တဲ့အခွေဆိုင်ပါပဲဗျဒီနေ့မှာတော့နောက်ဆုံးအချိန်ပေါ့နော်တကယ်လို့ကြိုက်နေတဲ့ရင်လည်း619လေးခွေပူးလေးကိုတော့ကစားဖို့ဗျာနော်ဟုတ်ကဲ့ပါအလုံးမဲ့ကျွန်တော်တွက်ပြတဲ့ခဏန်းလေးဒီပေါကနန်းလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျကျွန်တော်ရဲ့လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ။တူးဒီလည်းထိုးတဲ့ပေါ်ပြီးတော့တပတ်တပတ်အမျက်တည်ရပါစေလို့လည်းဆုတောင်းပေးပါတယ်ဗျ။ အကိုမလေးကြိုက်တဲ့ကနန်းသည်၄နှစ်ခွဲထွက်မဲ့ကနန်းနဲ့လည်းထပ်တူကြပါစေလို့ထမှန်ပြီးတော့စုမွန်ကောင်တောင်းပေးလိုက်ပါတယ်အားလုံးပဲကံကောင်းကြပါစေဗျဘိုင်းဘိုင်း see you ပါအားလုံးပဲ